အားလုံးမင်္ဂလာပါခင်ဗျာထမင်းရဲ့ channel ရဲ့ audio podcast အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ကတော့ထမင်းရဲ့ထင်းမြင့်ဘာမဝီဒီယိုဖြစ်တဲ့ကောင်းကင်လူလေးပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ဆွေးနွေးပေးနေတဲ့အကြောင်းအရာကတော့ကျွန်တော်တို့လူငယ်တွေဘာလို့စားလုပ်ဖို့ပြင်ရလဲဆိုတဲ့အကြောင်းအလေးနဲ့ပတ်သက်ပြီးဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်ခေါင်းစဉ်လေး၅ခုခွဲရပါတယ်အဲ့ဒီနေရာမှာပထမဆုံးခေါင်းစဉ်လေးကတော့စိတ်ဝင်စားမှုမရှိခြင်းကြောင့်ဖြစ်ပါတယ်ကိုလေးလာရဲ့ဘာသာရပ်တစ်ခုက ိုယ်တော်စိတ်ဝင်စားဖို့မကောင်းဘူးပါဥပမာမိဘရဲ့တိုက်တွန်းမှုကြောင့်ဖြစ်ဖြစ်စေတရားရဲ့တိုက်တွန်းမှုကြောင့်သာကိုယ်ကလုံနေရတယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုလုပ်ဖို့ပြင်းရည်နေတတ်ပါတယ်ကိုယ်နှစ်သက်တဲ့အကြောင်းအရာတခုမဟုတ်ရင်လည်းအာရုံစိုက်ရတကယ်တပါတယ်နောက်တစ်ခုကတော့ရည်မှန်းချက်မရှိလို့ပါဘာကြောင့်ကိုယ်ဒီစာကိုလုံနေရလဲစရရည်ရွယ်ချက်မရှိရင်ပေါ့နော်ဥပမာပေါ့ဗျာဆရာဝန်တယောက်ဖြစ်နေတဲ့လူက biology chemistry english စရဘာသာရပ်တွေကိုသူအားသုံးခွန်ဆိုင်ကျူးစမ်းမယ်ပေါ့ဗျာ တချင်ချင်းမှာအောင်မြင်တဲ့ဆရာဝန်တရားသူဖြစ်ရမယ်လို့သူစိတ်ထဲမှာလေးထံပြူလာတဲ့အတွက်ရည်ရွယ်ချက်ရည်မှန်ချက်တိတိကျကျရှိရတဲ့အတွက်ဒီဘာသာရေးတွေကိုလုပ်နေရခြင်းကသူ့အတွက်အထိပယ်ရှိနေပါတယ်။ပြီးတော့ရည်ရွယ်ချက်မရှိတဲ့သူတွေအနေနဲ့ပေါ့နော်။စာလုပ်ဖို့အတွက်စိတ်ထဲကြာမယ်။စိတ်ထဲကြာနေမှ ပြင်းကြီးလာတတ်ပါတယ်။ဥပမာအနာဂတ်အတွက်ဘာဖြစ်ချင်လဲ။ဘာတွေလိုအပ်လဲ။စတဲ့ရည်ရွယ်ချက်ရည်မှန်ချက်တွေမရှိရင်အားငယ်ပြီးတော့စိတ်ထဲကြာပြီးတော့ စားလုံးချင်းစိတ်တွေယောင်းလာပါတယ်။နောက်တစ်ခုကတော့အာယုံထွေပြားခြင်းပေါ့နော်။ဖုန်းတွေ၊ social media တွေ၊ game တွေစတဲ့အခြားအရာတွေလည်းအများကြီးရှိပါသေးတယ်။ဒါတွေအားလုံးကစားလုံးချင်းကိုနောက်ရှက်ဖြစ်စေပါတယ်။ဥပမာပေါ့နော်။စားရေးစပွဲရဲ့ဖိနာမှာဖုန်းတွေအားသွင်းလာရင်ပဲထားပါတော့။ဦးကစားလုံးနေနေလဲခေါင်းထဲမှာအတွေ့အကြုံဝင်လာမယ်။အော်ဘယ်ကင်းလေးကဘယ်လိုဆော့လာရင်ဘယ်လိုပြောရမှာ။ဒါမှမဟုတ်လဲမင်းကလေးတွေဆိုလို့ရှိရင်လည်း ဘယ်ဇလန်းတွဲလေးမှာမင်းသားလေးကဘယ်လိုရွက်ခဲ့တာမင်းသမီးလေးကဘယ်လိုရွက်ခဲ့တာစသဖြင့်ခေါင်းထဲကိုတူးဝင်လာတဲ့အခါမှာကိုယ့်ရဲ့စိတ်ကနေပြီးတော့အိတ်ဖုန်းကိုကြည့်ခြင်းစိတ်တွေဖြစ်လာမယ်အိတ်ခင်ကိုစော့ခြင်းစိတ်တွေဖြစ်လာမယ်စသဖြင့်အာယုန်တွေထွေပြားလာပြီးတော့စာလုပ်ဖို့အတွက်ကိုပြင်းကြီးလာစေပါတယ်ပြီးတော့အာယုန်စိုက်ဆိုင်ဖို့လည်းခက်ခဲလာစေပါတယ်ဒုတိယကတစ်ချိန်တည်းမှာအရာနှစ်ခုကိုအာယုန်စိုက်ဆိုင်ဖို့အတွက်ဆိုလို့ရှိရင်မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုး အဲအเจ้าရန်တစ်ခုတပြိုင်တည်းအာယုံစူးစမ်းလိုက်ပြီဆိုလို့ရှိရင်လည်းအာယုံစူးစမ်းမှုကိုနှဲပါသားစေပါတယ်အားနည်းစေရပေါ့နော်နောက်တစ်ခုကတော့စိတ်ပြည့်စုံမှုနဲ့ပြမန်းနဲ့နယ်ခြင်းပေါ့စာဝဲဝဲရဲ့ဖီစီမှုတွေမိသားစုပြဿနာတွေဒါမှမဟုတ် personal case တွေစိတ်ပြည့်စုံမှုတွေအများကြီးကျောင်းသားဘဝမှာရှိကြပါတယ်အဲ့တော့ဒါတွေကစာလုံးချင်းစိတ်မရှိတာကိုလည်းဖြစ်စေပါတယ် family case ရှိတဲ့ကျောင်းသားတယောက်က အိမ်မှာမိသားစုတွေအများနဲ့ပြဿနာတွေတန်နေမယ်ရမ်းဖြစ်မယ်အော်သူ့ကိုလည်းအိမ်ကမိသားစုဝင်တွေကစူဆဲမယ်ငောက်မယ်ဒီလိုတွေဖြစ်လာတာများလာတဲ့အခါမှာသူ့အတွက်စားလဲဖို့အတွက်ကိုအာယုံမဆူဆိုင်ရှင်တော့ပါဘူးဒီစားလဲဖို့အတွက်လည်းသူပြင်းလာပါပါပဲအချိန်ကြာလာတယ်အများပဲနဲ့နဲ့ချင်းဆိုရဲကောင်းစင်ကိုကျွန်တော်ပြောရမယ်ဆိုရင်တော့အကျမ်းပါရေးပေါ့နော်အဓိကကတော့အရေးပြတ်တာတွေညဘက်ကြီးနောက်ကျတဲ့ချိန်ကြီးနေပြီးတော့ မနက်2နာရီ3နာရီစတဲ့အချိန်ကြီးမှအိတ်တာတွေပေါ့ဥပမာ night out နေပေါ့ဗျာအဲ့လိုလူတွေဆိုလို့ရှိရင်အဲကျမကြီးကလည်းမကောင်းဘူးနော်ပြီးတော့သူတို့အတွက် physically အရာလည်းထိုင်းပိုင်းလာပြီးတော့စာလုပ်ဖို့အတွက်လည်းခွန်အားတွေကိုနှေးပါစီရဲပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကတော့နီးလမ်းမကြပဲနဲ့စနေတကြမရှိပဲစာလုပ်ခြင်းပေါ့ဒီကတော့အချိန်စီမံခံခွဲမှုနဲ့ဆိုင်ရပါတယ်စီမံခံခွဲမှုကောင်းကောင်းမရှိတဲ့အကြောင်းစားတစ်ယောက်က အချိန်ကိုတိတိကျကျထားတာမဟုတ်ဘဲနဲ့ကြုံရင်ကျွန်တော်စာလုပ်တာပေါ့နော်။ဟုတ်ပါ။ငါတပည့်စာရင်းမှာပဲလုတ်လိုက်ပါမယ်ကွာ။အခါနေမှာပဲလုတ်လိုက်ပါမယ်။အဒီစားလေးကြက်လေခဏလေးပဲဥစ္စာကွာချင်ချင်သွားကနေပါပဲကြက်လိုက်ပါမယ်စားရဲအချိန်ကိုတိတိကျကျစီမံထောက်ခံမှုမရှိဘူးပေါ့နော်အဲ့တော့ဒါကသူ့ဘာဖြစ်စေလဲဆိုတော့သူ့အတွက်တိတိကျကျစီမံထောက်ခံရတာမရှိတဲ့အတွက်ကျွန်တော်အရင်ကပြောခဲ့တယ်လို့ပဲပေါ့နော်နောင်မဆိုတာမသေးကြပါဘူးအဲ့တော့ အချိန်ကိုစီမံခန့်ခွဲထားခြင်းမရှိတဲ့ကျောင်းသားတယောက်အနေနဲ့တော့စာအုပ်ကျောင်းဝင်ကျောင်းလုံးလုပ်နေတဲ့လူတယောက်အနေနဲ့တော့ဘလို့မှအဆင်ပြေလာနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးခင်ဗျာစာအုပ်နီးလဲမကြတဲ့နီးနဲ့လုပ်နေရလို့ပဲကျွန်တော်ထင်မြင်ယူဆမိပါတယ်ဒါကြောင့်မို့လို့ဘယ်ချိန်ဘယ်ချိန်မှာလုပ်ရမယ်ဘယ်ချိန်ဘယ်ချိန်မှာစားရရှိရစားမယ်သွားရရှိရသွားမယ်စသဖြင့် time table ဆွဲရခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့လည်းစာလုံးရတာကိုပြင်းလာစေပါတယ်အဲ့တော့ဒီကိစ္စတွေအတွက်ကျွန်တော်တို့အဖြေဘယ်လိုရှာကြမလဲ လိုဖြစ်ရှင်းရမလဲပေါ့နော်။သိနေတဲ့အစဉ်လေးကနေစပြီးတော့လုပ်ရပါပဲ။ပြောချင်တာကတော့အာယုံဆူဆိုက်ဖို့အတွက်ပေါ့နော်။အာယုံဆူဆိုက်ဖို့အတွက်ကိုသိနေတဲ့အစဉ်လေးကနေစရမယ်။ကျွန်တော်တို့ကအရှိမအများကြီးပြက်စီလာတဲ့လူတယောက်ပဲဆိုပါလို့။အဲ့တော့ချက်ချင်းဝုန်းဝင်းနဲ့ထိုင်းကနေပြောင်းလဲဖို့ဆိုတာမလွယ်ပါဘူး။ဒါကြောင့်တရက်ကို15မိနစ်လောက်အာယုံဆူဆိုက်ပြီးတော့စာတဲ့ကိုစိတ်နေပြီးလုပ်ကြည့်မယ်။နောက်ရကြရင်မိနစ်20လောက်အာရုံစူးစိုက်ပြီးလုပ်ကြည့်မယ်။နောက်ရကြရင်မိနစ် 30လအရုံစပ်ပြီးလုပ်ကြည့်မယ်နောက်ကျရင်တနားရီလအရုံစူးစမ်းကြည့်မယ်စသဖြင့်အချိန်ကိုတိုး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 ရမယ်ပေါ့နော်တိ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 လေးတွေအများကြီးစုပြီးတော့ပဲအချီးကြီးတစ်ခုဖြစ်အောင်ကျွန်တော်တို့ဖန်တီးပါမယ်ပေါ့ပြီးတော့စာကျက်တာပဲဖြစ်ဖြစ်စာလောက်တာပဲဖြစ်ဖြစ်စိတ်ဝင်စားဖြစ်အောင်လုပ်ပြီးတော့ကြာရတာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ပချီတို့မို့ခါတွင်းရေးဆွဲရတာကိုဝန်စားပါတဲ့လူငယ်တယောက်အနေနဲ့စာကျက်နေတဲ့အချိန်မှာ ကာတွန်းပုံလေးတွေဆွဲဝါပြီးတော့ဒီစာရဲ့အကြောင်းအရာလေးတွေပေါ့နော်ကာတွန်းပုံလေးတွေပုံဆွဲပြီးတော့ sketch လေးတွေပဲဖြစ်ဖြစ်ပေါ့နော်ပုံဆွဲပြီးတော့မှတ်ပြီးတော့ကြက်သွားတာဟိုလွယ်နေမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်လည်းတမိုင်းကြက်တယ်ပဲထားပါစို့ခုနှစ်တွေပါတွေကိုကျွန်တော်မှတ်ပြီးဆိုလို့ရှိရင်ကျွန်တော်လည်းတိုက်ဆိုင်တဲ့ခဏလေးကြီးနဲ့ကျွန်တော်ထွက်ထွက်ပြီးတော့မှတ်လေးရှိပါတယ်ဥပမာကျွန်တော်ရဲ့မွေးနေ့လိုပါလို့ပေါ့နော်နောက်တစ်ခုကတော့အာယုံပြောင်းနီးသုံးပြီးတော့စာလုပ်တာပေါ့နော် ီမတ်တက်ကတော့လူတော်တော်များများလေးသုံးယူကြပါတယ်ခုနောက်ပိုင်းမှာပေါ့25မိနစ်စာလုပ်ပြီးတော့5မိနစ်ကြာတာပေါ့နော်အာလူတယောက်ရဲ့အုံနောက်ထဲကိုနာယီပေါ့နာယီတွေမြောင်များစွာစာရည်ပဲလောက်ရမယ်ဆိုလို့ရှိရင်လူကညင်းဝေးလာမှာပေါ့အမှန်ပါပဲအုံနောက်ထဲကိုလည်းစာရည်အများကြီးရိုက်သွင်းလို့ရှိရင်ပူထူသွားပြီးတော့ထပ်ပြီးတော့မမတ်နိုင်တော့တာတွေထပ်ပြီးဆက်ပြီးမလုပ်နိုင်တော့တာတွေစသဖြင့်ပေါ့နော်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်25မိနစ်တာစာလုပ်မယ် ့5မိနစ်လောက်အုံနောက်အနာပြီးလိုက်မယ်လူက fresh ဖြစ်သွားမယ်အုံနောက်ကလည်း reset ချလိုက်တယ်လို့ပေါ့နော်နောက်တစ်ဖန်ပြန်ပြီးတော့လမ်းဆန်းသွားမယ့်အချိန်မှာမှနောက်တစ်25မိနစ်ထပ်ပြီးတော့အုံနောက်ထဲကိုစားရီထည့်မယ်လိုက်သွင်းမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အုံနောက်တော့လည်းအထောက်အပူဖြစ်မယ်ဒါလူလည်းမပင်မပန်းမဲ့နဲ့ပို့ပို့ပါပါစားလို့ဝါနိုင်တဲ့နည်းလမ်းလေးတစ်ခုလို့လည်းကျွန်တော်ထင်မိပါတယ်ကျွန်တော်ရဲ့အုံနောက်ကကွန်ပျူတာရဲ့ memory အတွက် memory tab ပေါ့နော် ငါးသားပို့ပြီးတော့မှတ်နိုင်ပါတယ်။ဒါပေမဲ့တခုရှိတာကကျွန်တော်တို့ဘာကြောင့်မိနေရလဲဆိုတော့ပြန်အစထုတ်ဖို့ခက်ခဲနေလို့ပါပဲ။ခုကွန်ပျူတာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ဖိုင်ဘယ်ဖိုင်နဲ့မှကျွန်တော်တို့ save ဖြစ်နေတယ်ပဲထားဗျာ။ Okay နောက်တစ်ခေါက်အဲ့ဒီ file ကိုကျွန်တော်တို့ပြန်လုပ်ခြင်းနဲ့ file ရဲ့ကုတ်တော့မဟုတ်နာမည်လေးကိုကျွန်တော်တို့ရိုက်ပြီးတော့ရှားလိုက်အောင်မယ်။ဒါပေမဲ့လူကြီးအုံနောက်ထဲမှာကျွန်တော်အဲ့လိုမရှိဘူးဗျာ။စဉ်းစားပြီးတော့ရှားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟာမိနေတာပါ။တကယ်တကယ်တမ်းကျကျွန်တော်တို့ရဲ့အုံနောက်က ်ကွန်ပျူတာတွေ laptop တွေထက်ငားစပိုပြီးတော့မှတ်ယူနိုင်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအခုကျွန်တော်ပြောခဲ့တဲ့နည်းလမ်းလေးတွေကိုအသုံးပြုပြီးတော့စာလေးတွေစမ်းလုပ်ကြည့်ပါ။မဖြစ်နိုင်အောင်ဆိုတာမရှိပါဘူး။လုပ်လို့ရှိရင်တော့အရာရာတိုင်းအဖြစ်နိုင်ပါတယ်။ကိုကအရှိမအများကြီးပြက်စီးခဲ့တယ်ပဲဒါ။အခုချိန်မှာကိုပြောင်းလဲဖို့ချိန်တန်နေပါပြီ။နောက်ထပ်အချိန်တွေအများကြီးမရှိတော့ပါဘူး။အခုချိန်မှာပြောင်းလဲမှသာနောက်နောက်မှာဒီထက်ပိုပြီးတော့အစဉ်နှံ့မြင့်တဲ့နေရာတစ်ခုမှာကိုက 叫醒你妈妈，大家不行任表面来一块哦。